ောက်တိုင်းသချင်းဖန်တီးခဲ့တော့2016ဖြစ်မယ်ဗျာနော်2016ပါကျွန်တော်မျိုးသမီးအတွက်ရေးထားတဲ့သချင်းပါဗောနော်ဒါသမီးသားဘဝမှာကျွန်တော်ဒါသူ့ကိုဒါမရရအောင်ယူခဲ့တဲ့သချင်းလေးတစ်ပုဒ်ပေါ့ဟုတ်ကဲ့ပါဟုတ်တော်တော်ပြောကြပါ යි အတန်နဲ့လူနဲ့ဆိုရုံနဲ့ရုံနဲ့စားသားရင်းနဲ့မလိုက်ဘူးလို့ပြောကြပါတယ်ဟုတ်ကဲ့ဒါကတော့ဒုတိယအကြိမ်မြောက်ထွက်ဖြစ်တဲ့ album ပါเนาะ ပထမဆုံးထွက်ပြတဲ့အဲ့မှာ2012ကလောက်ကပေါ့နော်ဒါအတွဲကွေတကွေတော့ထွက်ဘူးလေဗျဖွင့်လင်းပြောရင်တော့ဘာမှတော့မလုပ်ဖြစ်ဘူးအဲထုံးတဲ့နိုင်ပေါ့တပုတ်လှုပ်လိုက်ဖျောက်သွားလိုက်တပုတ်လှုပ်လိုက်ဖျောက်သွားလိုက်ပေါ့အဲပုံစံပါပဲစူးစမ်းခဲ့ရပါတယ်ဟုတ်ပရိသတ်နဲ့အခြေဆက်မျိုးဆိုတော့အများကြီးစူးစမ်းယူပါတယ်2012တုန်းကအဲ့ဒါအတွဲကွေတွဲကွေဆိုတော့ကျွန်တော်နှစ်ပုတ်ပါတယ်ပေါ့နော်အဲတုန်းကတော့ဒီစလုပ်တဲ့အဲလူတယောက်ပေါ့နော်အဲအခုမှအစ်တတယောက်အနေနဲ့ဖန်တီးခဲ့ရဆိုတော့ အဲတုံးကတခြင်းအကြောင်းပြောမယ်ဆိုရင်တော့အမတ်တရတော့အမှန်တိုင်းပြောတော့တိတ်မရှိဘူးဒီတိုင်းပဲဟိုခွေထွက်ခဲ့တယ်ဆိုတဲ့အမတ်တရလောက်ပဲကျွန်တော်မှရှိမှာဗျာဟုတ်မင်းရဲ့အမိန်တော်တိုင်းတခြင်းဖန်တီးခဲ့တော့တော့2016ဖြစ်မယ်ဗျာနော်2016ပါကျွန်တော်မျိုးသမီးတွေအရေးထားတဲ့တခြင်းမှာပါနော်ဒါသမီးသားဘွားမှာကျွန်တော်ဒါသူ့ဒါမရရအောင်ယူခဲ့တဲ့တခြင်းလေးတစ်ပုဒ်ပေါ့ဟုတ်ကဲ့ပါဟုတ်အမတ်တရတော့အများကြီးရှိတယ်ကျွန်တော်ဘယ်တစ်ခုလောက်ကိုကျွန်တော်ပြောရင်အဆင်ပြေမလဲဒါအမတ်တရဖြစ်ဆုံးပေါ့ဟုတ်အမတ်တရဖြစ်ဆုံးဆိုရင်တော့ ေသချင်းကို ရေးပြီးတော့ဒီ music video ရိုက်တာက music video ကတခြားသချင်းအတွက်ကျွန်တော်ရေးသားနဲ့ကျွန်တော်ရိုက်တဲ့ဟာသူ့အတွက်ဒီရေးထားရသချင်းမင်းရဲ့အမိန်တော်တိုင်းဆိုတာတတ်တတ်သွားစင်ကူပြန်သွားပြီပြန်သွားတဲ့အချိန်မှာသူနဲ့ရိုက်ထားတဲ့ music video မထုတ်သေးဘူးလားဆိုပြီးတော့ကျွန်တော်ဖုန်းဆက်ပြီးတော့စိတ်ဆိုးတာတစ်ပတ်လောက်မခေါ်ဘူးအားနဲ့အဲ့ဒီလှုပ်ထားတဲ့သချင်းအတွက်ဒီရိုက်ထားတဲ့ music video အဲ့မှမတုံးမဲနဲ့ သူ့အတွက်ရေးထားတဲ့မင်းရဲ့အမိန့်တော်တိုင်းဆိုရယ်တချင်းအတွက်ကျွန်တော်သူနဲ့ဒီတရုတ်ဆောင်ထားတဲ့ကတ်တွေကိုကျွန်တော်တုံးလိုက်တာတုံးပြီးတော့သူ့ကိုချောတဲ့အနေနဲ့အမှန်တိုင်းပြောရင်အဲ့တချင်းကိုတင်လိုက်တာတင်လိုက်တာလဲကျွန်တော်၅ရက်ပဲကြာတယ်ကျွန်တော်ရေးစားကျွန်တော်အကောင့်ထဲဝင်ပြီးဖြတ်သွားတာအဲ့ဒါတော့အမှတ်တရပါပဲကျွန်တော်မင်းရဲ့အမိန့်တော်တိုင်းတချင်းနဲ့ကျွန်တော်ကိုလက်ခံခဲ့တယ်လို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်ဗျဟုတ်ကဲ့ဟုတ်ကျွန်တော်ကငကူကလေးကလည်းလို့သပင်ရှိန်နဲ့ပေါ်နေမန်းလေးမှာဆိုလို့ရှိရင်ဒါသပင်ရှိန်နဲ့ဆိုတာရှားတယ်လေ အပါပဲပြောပြောအိုက်ဘက်ခစ်မှာစပင်ရှင်နဲ့ဒီ rap ဆိုတဲ့ဘဲဆိုတာရှားတယ်ပြီးတော့ကျွန်တော်အဲ့ကောင်ကိုလည်း music video အနေနဲ့တခါတည်းခြားပြခဲ့တာဆိုတော့တချင်းတဲ့လူနဲ့တော့တွဲမိပါတယ်ဟုတ်ဆိုကြပြောကြတာနော်အတန်တဲ့လူနဲ့မလိုက်တာဟုတ်ပါတယ်တော်တော်ပြောကြပါပြီအတန်နဲ့လူနဲ့ဆိုရုံနဲ့ရုံနဲ့စားသားရင်းနဲ့မလိုက်ဘူးလို့ပြောကြပါတယ်ဟုတ်ကဲ့တခါလေးကျွန်တော်ဒီမှာထိုင်နေတယ်ဆိုဝိုင်းဒါလဖေးဆိုင်မှာပဲဖြစ်ဖြစ်ဟိုနောက်ဆုံးပေါ့နော်တခြားဘယ်ဆိုင်မှာပဲထိုင်နေတယ်ဆိုလို့ရှိရင် ကျွန်တော်ဟိုဘက်ဝိုင်းကနေအပြိုင်ဆိုင်ငင်းနေကြကျွန်တော်ကြားနေရဒီဘက်မှာသိရမလားကြောင်ဟိုဘေးမလားလို့သိမလားဟာရောမဟုတ်ဘူးနော်တူတာကြောင်မင်း music video ထဲမှာဘဲရမယ်အသားနည်းနည်းဖြူတယ်အပြင်မှာရောမဲနေရလို့သိရမလားအဲ့လိုမျိုးတွေတော့ရှိတယ်။ကိုယ်ကလည်းကြားရမသိချင်အောင်စာအောင်တာပေါ့ငင်းပေါ့။ဒီလိုခွလေးပေးပါလား။မင်းနာမရှိတဲ့နာ။ဘာမြေပြတ်တော့သွားပါစေမယ်လေ။ အပြောပါရဲကျွန်တော်ငယ်ရွယ်တဲ့အချိန်လေးဖြစ်မှာပေါ့2016ဆိုတော့ငယ်ရွယ်တဲ့အချိန်လေးဖြစ်မှာပေါ့အပုပ်ပင်လေးမြန်တော့အဲအခုလက်ရှိဒါလူငယ်ချင်းပေါက်နေရပဲသူလည်း i feeling ကိုသိမှာပေါ့ကျွန်တော်လည်း i want i feeling တော့အပြည့်ကြီးတော့ခံစားခဲ့ရပါတယ်ဘယ်နေရာသွားသွားပေါ့လေတော့မျက်နှာပွင့်တယ်လို့ပဲပြောကြပါသေးတယ်เนาะ G5 ဆိုရင်တော့ဒါသွားတော့ကျွန်တော်တို့ရဲ့ဘာပြော junior ပေါ့နာမည် junior လို့ပြောအခုဒီအခုဒီအခုချိန်ဒီမှာဒီကောင်ဆရာကြီးဖြစ်နေပြီ commercial အရာရောဒီလုံးဝဒီ hip hop အနေ culture အနေနဲ့ရော အဲ့ချိန်တော့သွားရတဲ့ချိန်တွေကတော့အဲမန်လေးအနေနဲ့တကယ်မိုက်ခဲ့တဲ့အချိန်တွေပေါ့အိုက်ဒရက်တော့ဒါမန်လေးသားတယောက်အနေနဲ့ဆိုရတော့ဒါခုံယူပါတယ်ပေါ့နော်ဘသူအတွေ့ရလို့အကုန်လုံးတွေ့ပါခုံယူပါတယ်အဲ့တော့မန်လေးသားတွေပဲဆိုရင်စာစီစာပေါင်းစရာကြီးနေလို့ပြောကြတယ်อืมဟုတ်ကဲ့ဟုတ်လက်ခံပါတယ်ဟိုမန်လေးသားတွေကအကြီးကဒီကာယနဘေကိုဥတီဘီရေးတာဆိုတော့လေဒါကတော့လက်မခံလို့မရတဲ့အကြောင်းအရာတစ်ခုပါဟုတ်တော့ရန်ကုန်မှာဆိုရင်လည်းအဲ့လိုမျိုးကိုအပိုင်းနေထက်ဆိုကြတာရှိရလေ ကျွန်တော်ကတော့အဲ့လိုအပိုင်းနေပါတယ်တိတ်မရှိဘူး။ဟုတ်ဆိုမန္တလေးလိုပဲအကုန်လုံးကခေါ်လိုက်ကြတာပေါ့နော်။အဲဟိုဘိုင်းဒီဘိုင်းတို့ဟိုမခွဲဘူးပေါ့လေမခွဲတော့ခါကျတော့အထင်ကရနေမြေလေးတွေပဲကိုနေတဲ့နေရာပေါ့နော်အဲ့လိုမျိုးထဲဆိုပြီးတော့ဂုံပြူကြတာပေါ့တချင်းထဲမှာအချက်ချင်းတော့လကောက်ပေါ့နော်ဒါဟိုတယောက်နဲ့တယောက်နဲ့ပယ်တယ်လို့တဲ့ချင်းနေမှာတလောင်းပေါ့နော်အထင်ကရနေမြေတွေကြောင်းထဲဆိုရအောင်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ပါအဲ့လိုလိုလည်းဖြစ်ပေါ့နော်မင်းနဲ့ပတ်သက်တာရဲ့ passive blue ပဲအတိတ်ဘဝကတကိုင်းနေတာညှက်ဖြစ်ဘူးလေ ဒီဘဝရဲ့ချစ်ပင်လဲမှာကတ်ကတ်ရှိလဲမင်းနဲ့တူတူရှယ်ဆိုင်တော့ all love ပြကူးမယ်ဒါရက်ချင်းဒီဘုတ်ကိုနားထောင်လိုက်တာနဲ့ဒီကောင်မန်လေးသားဆိုတာတန်းသိပါအဓိကတော့ကာယံနေကြောက်မှာပဲဟုတ်အတုံးနှုံးနေပေါ့နော်ကွဲထွက်နေလို့ပါခေါရိုးချိုးနေရလားဒါမှမဟုတ်မန်လေးသားတွေရဲ့ပုံစံပဲလားတော့မသိဘူးပေါ့အချင်းဘုတ်ရေးမယ်ဆိုရင်ခုနကဟိုကာယံကိုအဓိကထားပြီးတုံးတယ်ပြီးမှကျွန်တော်အချောင်းရနောက်ကလိုက်တယ်ပေါ့အချောင်းရဆိုတော့လိုအပ်ချက်ပေါ့နော်ကျွန်တော်အချောင်းရတော့နောက်ကလိုက်တယ်အဓိကတော့ကာယံကိုအရင်ကြီးကြတာများပါတယ်ဟုတ် rubber တရားအနေနဲ့တော့ rubber နဲ့ ်ဟိုတူအောင်နေခဲ့ပါတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပါလိုလေးပြတော့အမတ်တရားတွေတော့အများကြီးရှိခဲ့မှာပဲအဲ့ချိန်လာဆိုတော့ကိုရှိသားကြီးကိုညင်းနေဆိုတော့လေသွားပြောချင်စိတ်တွေတော့ဘယ်လိုထိအောင်ဖြစ်ခဲ့သေးလဲအမ်သွားတော့ပြောချင်ပါတယ်ဒါပေမဲ့မသိဘူးဆိုရင်ဘယ်လိုလုပ်လဲမသိဆိုဘယ်လိုလုပ်လဲအငင်းမစေဘောထားလိုက်တာပါပဲကျွန်တော်ကသချင်းကိုအားပင်ရပါပြီကျွန်တော်အခုကျွန်တော်ဝိတ်တွေအရန်တက်နေတယ် ျော်မထိမ့်ပါဘူးဘာလို့မှလဲဟုတ်တယ်မလားကျော်ပျော်ပျော်ကြီးနေရယ်ကျော်စားရယ်တောက်တယ်ကျော်ပျော်ပျော်နေရယ်တန်အောင်နေမယ်တခြင်းအားဖြင့်ရပါဒါပေမဲ့လူလဲအားပေးမှရမှာကဘာလို့ဆိုတော့မြန်မာနိုင်ငံမှာဟိုသိရမလားဂီတရည်စီးချောင်းကွာရုပ်ကောချောမှာကွာတခြင်းတော့ကောင်းမှာကွာအဲ့လိုမျိုးရှေ့ကိုရောက်တာကွာအဲဒါကျွန်တော်အနေနဲ့ဒါပြောတာပါမြန်မာနိုင်ငံမှာအရန်နေတာရဲ့အတစ်တွေအများကြီးပဲချုံချောလို့ပေါ့ချင်းပေါက်ပြီးတော့လူမပေါက်ခဲ့ဘူးပေါ့နော်ဒါအများကြီးပါပဲဒါ ကိုဘေးပတ်ဝင်းကျင်မှာခြိလိုက်လို့ရှိရင်ဒါတွေ့နိုင်ပါတယ်နော်အရင်နဲ့နာပါတယ်ဦးလုံးလေးတော့ကျွန်တော်ပြင်ဆင်ဖို့တော့မရှိပါဘူးအမရှိပါဘူးကျွန်တော်ပျော်ပျော်နေအောင်ပဲဗျအာကျွန်တော်အပျော်ဆုံးနေအောင်ပဲကျွန်တော်မိသားစုနဲ့အတူပေါ့ကျွန်တော်အပျော်ဆုံးနေအောင်ပဲနေပြီးပြီဆိုမှဒါကျွန်တော်အမိသားတစ်ခုဆောင်းကျွန်တော်သွားမယ် ဲ့ဘယ်လိုထိပြောင်းလဲတော့မရှိဘူးအနေအထားတစ်ခုဆိုရဲကာလာမှာလေးကိုနေတယ်မလုံးနိုင်မနေလဲကျွန်တော်မပြောချင်ဘူးပေါ့နော်အခုမလုံးနိုင်တဲ့ຢာတစ်ခုလည်းမပြောချင်ဘူးဘယ်လောက်ထိပြောင်းလဲဖို့စဉ်းစားထားလဲဆိုလို့ရှိရင်အကျော်ဝိတ်ချမယ်ကျွန်တော်စပင်းအရှိကြီးကိုညှက်ပြစ်မယ်ကျွန်တော်နှကမ်းမွေးတွေရိုက်မယ်အခုခုပေါ့ဗျာကြောက်ဆိုရင်မစင်နာပဲမင်းနာပဲလာနေမလို့ချစ်တွက်နဲ့မမနာတဲ့ချိုးနဲ့နှမျိုး ညနာညိုမိမဆိုပြိတ္တလက်မခံလက်ခံတော့ကျွန်တော်မသိဘူးကျွန်တော်အမျိုးသမီးတော့လက်ခံပါမဟုတ်ဘူးအဲ့ဒီဆိုရင်ရှိနေတာပြိတ္တာစသည်ကြရတယ်နော်တဲ့ရပါဆိုပြီးတော့လေးပြောပြပါဦးအဲဟုတ်တယ်ဗျအဲကျွန်တော်ကသဗင်ရှိကိုအရန်ကြိုက်တယ်ဘလို့ကြိုက်လဲဆိုရင်ကျွန်တော်ရှေ့ကစီနီယာရပါရှိရသဗင်ရှိကြီးနဲ့ဆိုအရန်မိုက်တယ်သူအလူအလုံးမှာဟိုယောက်ျားကြီးတော်များသဗင်ရှိထားခဲ့တယ်ကွာဟိုမှာထားရင်လဲ၁၀ယောက်မှာ၁ယောက်ပဲရှိတာဟုတ် သမင်ရှိထားတဲ့လူတယောက်ကအများမြင်မှာပကွဲထွက်နေတာပေါ့နော်အကျွန်သဘောကျတယ်အဲ့လိုသမင်ရှိထားတဲ့ rapper ကြီးရှိတယ်ပေါ့နော်အရင်မှကျွန်တော်ထည့်မပြောတော့ဘူးပေါ့လေနော်အကျွန်တော်ကိုယ်တိုင်လည်းသမင်ရှိကိုထားခြင်းခဲ့တယ်ထားခြင်းခဲ့တော့ကျွန်တော်2012မှာစပြီးတော့ကျွန်တော်သမင်ရှိစထားခဲ့ပါတယ်ဟုတ်